အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုလောလောဆယ်အနေထားရဒါ Brian Ampemu ကသူ့ရဲ့ Cameron Lewis စီကစားမှာဘယ်လိုပြောမလဲဒီ Carlos Baleba ကို Manchester United ကိုခေါ်နိုင်ဖို့အတွက်သူ့ဘက်က စွမ်းကုန်ကျိုးပန်းရရှိတယ်ဆိုပြီးတော့ British media တွေမှာဖော်ပြနေတယ်ဆိုအားလုံးသိထားတဲ့ United ကအပွင့်မှုကိုလိုချင်တယ်အသေးအတန်လိုက်နေတယ်ဒါပေမဲ့ခတ်တာက Brighton ကမရောမှုလို့ပြောတာပြီးသားဆိုအဲ့မရောမှုလို့ပြောထားတဲ့ကစားမားတယောက်ကိုရှားဖို့ခတ်ပင်မဲ့ဒါ Manchester United ရဲ့တိုက်စင်မှုအပွင့်မှုကဒါ Man United အသင်းကနေဒါဘယ်လိုပြောမလဲဒီသူတို့ခေါ်ယူဖို့အတွက်သူ့ဘက်ကတစိမ့်တစ်ပိုင်းနေနဲ့အေဂျင့်လုတ်ပေးမယ်ဆိုတဲ့သဘောပေါ့ဗျာဆိုတော့ကလပ်ကအခုလောလောဆယ်မှာ ဘရူနိုဖာနန်ဒက်စ်ထွက်မထွက်ဒီလည်းရှိသေးတယ်ဆိုဖာနန်ဒက်စ်ကတော့ဒါဟိုတနေ့က BBC နဲ့ပို့တဲ့ report မှာဆိုရင်တော့ Manchester United ဥရောပချန်ပီယံလိဝင်ခွင့်မရခဲ့ရင်ပဲဖြစ်ဖြစ်ဥရောပပြိုင်ပွဲဝင်ခွင့်မရခြင်းယာတီကုံမှာအသင်းပြောင်းရွှေ့ဖို့တော့ရှိတယ်ဆိုဒီတော့ तू မပြောင်းဘူးဥရောပမှာဆက်ရှိခြင်းနဲ့ဥရောပချန်ပီယံလိဝင်ခွင့်ရမယ်အသင်းတွေကို तू ပြောင်းခြင်းနဲ့အဲ့ဒါကသူ့ရဲ့အတင်းတက်တဲ့အကြောင်း Man United ကကက်ဆပီရိုကိုနောက်ထပ်လာစာရှော့ပြီးတော့တက်တန်းတိုးမယ်ဆိုတဲ့အခြေအနေရှိတဲ့အချိန်မှာအပွဲမှု ကကာလုစ်ဘာလီပါကိုခေါ်စေချင်တယ်ဆိုတော့ကာလုဘာလီစပါရောက်လာပြီဆိုဘာဖြစ်ဖြစ် maybe ဘာလီပါနဲ့ဒီကက်ဆမီတို့အတွဲလည်းဖြစ်နိုင်သလိုကိုဘီမင်းတို့ဘာလို့ချန့်ရှိနိုင်နေဆိုတော့အဲ့လိုအခြေအနေမှာဒီ Brian Ambwe Mo ကဒါ Brighton ကမရောက်ဘူးပေါ့လေ Brighton ကဟိုတနေ့ကပဲဒါ Sky Sport မှာပေါ်ပြထားတယ်စတီဘတ်ဒီ Brighton ပိုင်ရှင်ပေါ့လေ Tony Brown ကဒါ သူတို့ရဲ့ကိုယ်လေကစားမကာလော့စ်ဘလီပါကိုနွေရာသီမှာပဲရောင်းရင်မှရောင်းမယ်အခုလောလောဆယ်တော့ရောင်းဖို့မရှိဘူးစောင်းရသီမှာထွက်ခွင့်မပေးဘူးပြောင်းရွှေ့ကြီးကလည်းနွေရာသီဆိုပေါင်116တန်းကြာမယ်ဆိုတော့အဲ့ဒီမှာအန်ပွေးမိုးကမန်ချက်စတာယူနိုက်တက်ကို Carlos Baliba ပြောင်းရွှေ့ဖို့အတွက်သူ့ဘက်ကအစွမ်းကုန်ကြိုးပမ်းပြီးတော့သူတို့နှစ်ယောက်ကြားမှာ Big Brother ဆိုတဲ့ဒါဆက်ဆံရေးကောင်းနေလဲရှိတယ်။ဒီ23တက်သားဟာ Man United အသင်းကိုပြောင်းရွှေ့ခွင့်နေအားလုံးကိုသူ့ဘက်ကအစွမ်းကုန်ကြိုးပမ်းမယ်လို့ဆိုတယ်။တကယ်တမ်းကျတော့အပွေးမှုကိုခေါ်ဖို့အတွက် Onana ကကြိုးပမ်းပေးတာ။နောက်ဆုံး Onana မရှိတော့ဘဲနဲ့ Onana ကတူတူကိုပြောင်းပြီးတော့ Brian အပွေးမှုပဲကျန်တော့တယ်။ဆိုတော့နောက်အခု Brian အပွေးမှုကအခု Carlos Baliba ကိုခေါ်ဖို့လုပ်နေတယ်။ဒီနေရာမှာ Man United က ကာလုစ်ဘလေးပါရဲ့ပြောင်းရွှေ့ခြင်းရဲ့ Brighton ကရောင်းဖို့ငင်းဆန်နေတဲ့အချက်ကြောင့်သူတို့ကတော့လက်ရှိမှာ Adam Warden ကိုသူတို့ရဲ့ first choice ဖြစ်ထားထားတယ်။ဒါပေမဲ့အဲ first choice ထားတယ်ဆိုပေမဲ့လည်းအကုန်လုံးတော့ဖြစ်နိုင်ခြင်းနည်းတဲ့အချိန်မှာကုလလော့ဆဲ club ဘက်က decision တွေအများကြီးရှိသေးတယ်။ဒီနေရာမှာ Man United အသင်းကသူတို့ရဲ့ကစားမဟောင်းဖြစ်တဲ့ James Gardner ကို2026မှာပြန်ခေါ်ဖို့ဆန္ဒရှိနေတယ်။သူ့ရဲ့ contract ကဒီ Everton နဲ့စာချုပ်က2026မှာကုန်မယ်။ James Gardner ကို Man United က Everton ကို2000 22ခုနှစ်တုန်းကပေါင်6သန်းနဲ့လည်းကျောင်းထားတာအခု तू ကတော်တော် improvement ဖြစ်သွားပြီကစားတာလည်းကောင်းတယ် Ruby Amron ကသူ့ကိုဦးစားပေးကစားမတယောက်ဆိုတာထက် squad squad player တယောက်အနေနဲ့ तू ကသုံးချင်တယ် James Gardner ကိုဆိုတော့အဲ့ James Gardner က26မှာစာချုပ်တက်တန်းကုန်မယ် Everton ကတက်တန်းတိုးချင်ပေမဲ့ तू ကအတင်းကထွက်ဖို့ဆန္ဒရှိနေတယ်တကယ်လို့အဲ့တိုင်းဆိုရင် United ကသူ့ကိုလိုချင်တယ်ဆိုတော့ club ရဲ့ main decision ကတော့ ဘရူနိုထွက်သွားရင်ရမယ့်ပြောင်းရွှေ့ခြေတချို့ကိုတော့သူတို့မျှော်လင့်ထားတယ်။ကာလိုပါလစ်ပါကိုလိုချင်ပေမဲ့ဘရိုက်တန်ရောက်ဖို့မရှိတဲ့အတွက်ကြောင့်သူတို့ကအဒမ်ဝါဒန်တို့အဒမ်ဝါဒန်တို့နောက်တစ်ဖက်ကအန်အလီယန်အန်ဒါဆန်တို့ဘက်ကိုချဉ်ကပ်ထားတယ်။ဒါပေမဲ့ဒီအပွေးမှုကတော့သူတို့ရဲ့ကင်မရွန်ကစားသမားကိုပဲခေါ်ယူဖို့ယူနိုက်တက်ကိုဖြောင်းပြမယ်နီးပြကိုချိုးပတ်မယ်လို့ဆိုထားတယ်ဒါကအခုလောလောဆယ်အနေထားရ James Gardner ဆိုလည်းမဆိုးပါဘူး squad player တယောက်အနေနဲ့ဆိုရင်လည်း at least သူကစားအားလည်းကောင်းတယ်ဒါ vision လည်းရှိတယ်နောက်တစ်ခုက သူက creative player တယောက်ဖြစ်တယ်ဆိုတော့ man united အသင်းဘက်ကအခုလောလောဆယ်သူတို့ရဲ့ queen လဲ option အတွက်ကိုသူတို့စဉ်းစားထားတာဖြစ်ပါတယ်ဆိုတော့ bruno ထွက်မထွက်ပုံမူတည်လဲအားလုံးမူတည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်